ရွာနီးသားဆန်၊နွားရီလက်ကိုနေတဲ့နွားတခုနှစ်ယောက်ကရွာသူကြီးဦးကြိုင်အင်က နွားတကောင်ခိုးဖို့တိုင်မီမီထွက်သွားကြတာ။အကြော်ပန်းလေးလက်ကကင်ပြီးပါဇက်ကနေမကြေမချမ်းပွားစီပွားစီရွတ်လာနေတဲ့မိချမ်းကို အမေဖြစ်သူဒေါ်လိုက်ရင်က အကြော်ပေါ်မှာအကြော်စုံကြော်နေရင်နဲ့မေးလိုက်တယ်။ဟဲ့မိချမ်းညီဘသူနဲ့ဘာဖြစ်လာပြန်မလဲအေး။ မထိတ်သာမလန့်သာရှေ့လိုက်တာငါနေဘာဖြစ်ရမှာလဲမိရဲ့ရွာမောင်းတော်သားမို့သမီးကိုရွာတာပိုင်းကဝိုင်းစိတ်မလားစမတော်ဘူးမရှိကြည်ဘူးရိုင်းနေကြမ်းနေနဲ့အတင်းပြောနေရလေသမီးနောက်ကရောက်နေသူမသိဘူးအဲ့ဒါနဲ့စကားများရန်ဖြစ်လာပဲအမေနဲ့တိုင်ပြောဦးမယ်ပြောတယ်အဲ့ဒါဒေါ်တော်ကြီးလာတိုင်အမေသူ့ကိုရန်တွက်လွတ်လိုက်တော့သမီးကတော့လေရွာထဲမှာအတင်းလိုက်ပြောနေအဲ့ဒီမိမကြီးကြည့်လို့မရဘူးအော်သမီးရဲ့သူကတခြားလူမဟုတ်ဘူး ညီဖေရဲ့အမျိုးအမဝမ်းခွဲလေ၏။သူကညီကိုတူတူမှဝမ်းခွဲဆိုတော့တော်စီတက်စီခြင်းလို့ပြောတာနေမှာပါ၏။ညီကိုကလေနမနဲ့လိုက်အောင်ကြမ်းလို့ပါလေ။ငါပေးထားတဲ့နမရလှအောင်မယ်။ညီရွှေနဲ့မလိုက်အောင်နီးအပြောဆိုနေတိုင်းကြမ်းတမ်းလို့နမရင်လှအောင်မယ်ပြ။မိကျိုင်းရောင်းဟုဆိုသလိုလမ်းဆောင်ကဂျမ်းမုံဖြစ်နေပြီဂျမ်းမုံတရားအမေစကားမကြားရင်ဆောင်ပြီးအကြောဘုတ်တဲရီကထွက်သွားတော့ဟဲ့ဂျမ်းမုံ အကျော်ရီကျန်သေးရဲ့တွားရအောင်လေအဲ့ဒါဘဲသွေးထိုးမလို့လေမရောက်ကျင်တော့ဦးမီယာထုံးစံအတိုင်းသမီးစိတ်ညင်ထိုင်နေကြကံမမော်တွားမလို့မိကျန်လည်းအဲ့လိုပြောပြီးတော့ခြေလင်းခြေကြီးတွေနဲ့ဒေါနေမောနဲ့ထွက်သွားလိုက်တယ်ဒေါ်လိုက်အကျော်ဘူကိုကောက်ဆိုင်သမားတွေစားဖို့အကျော်လာဝဲတဲ့ငပိတ်အမီဒေါ်လင်းတွေကရွာမောင်းတော်တောင်းနဲ့လမ်းဆောင်ကကျမ်းမုံတို့ရန်နေကြတဲ့အကြောင်းပြောပြတယ်လှရင် ညီသမီးလေးမိချမ်းကတော့ကြံ့သလားမမင်းနဲ့အေးဟမ်ဒေါ်တောင်းနဲ့ရွာနဲ့ရံပြစ်နေရလူကြီးလူငယ်စကားများတော့ကြည်ဟာဆိုအေးညီသမီးဆိုင်နေဖြစ်တာပေါ့အေးလင်းွယ်ရဲ့ငါသမီးအကြောင်းညီသိဆုံးမေအရာရာအစစ်မပြေဖာတဆူသမီးလေးဆိုတော့အလိုလိုက်ထားတာအရွယ်နဲ့မလိုက်အောင်စင်းရဲတန်းလောကနဲ့တရားတွေခံနေရတော့လေသူကမြလေးအရာရာမကျေနပ်ပြီ အရွယ်တိုင်နေရှာတာပေါ့မဟုတ်မကန်ဇက်ဇက်ချင်းစိုးစိုးမရခတ်တဲ့အရွယ်မလား အေးပါတော့ကဲကဲကောက်ဆိုင်သမားကြီးမနက်စာထမင်းဖို့သွားရအောင်မိကျန်တယောက်ကံမမောကမကြီးပြကြီးအောင်မလားထိုင်လို့တယောက်တည်းတွေ့နေတာအဲ့ဒီအချိန်ရေဝန်လေးဘေးပိုက်ပြီးရေခက်လာတဲ့မိဝိုင်းကအနားကိုရောက်လာတယ်။ဟဲ့ဂျမ်းမုံနေပါရီဖြစ်မိဝိုင်းစကားကြောင့်ဂျမ်းမုံလှည့်ကြည့်ပြီးမျက်စောင်းထိုးရင်ပြောလိုက်တယ်။ ဘာဖြစ်ရမှာလဲနေကြမို့ငါပြောခိုင်းရတာဟမ်ဟဲ့ငါညီပေါ်ဘာများအမလုံးမိလို့လဲအေးမိဝိုင်းလဲပြောပြောဆွဆွနဲ့ရေအိုးပေးချလို့မိချမ်းမေးကိုဝင်တိုင်လိုက်တယ်နေသည့်ရဲ့အတိုင်းမလီငါမှအဖေရမရှိစင်းရတော့တရလုံးကဝိုင်းနေကြတာတခုခုဆိုလေနင်းနဲ့နှိုင်းရှိပြီလို့ပြောကြတယ်နင်းလောက်စမတုံးနင်းလောက်မလောက်နင်းလောက်မရည်သေးဘူးရိုင်းနေဘာနေနေနင်းနဲ့ပဲလူတွေကနှိုင်းရှိနေကြတာ ငါမှနင့်လို့ကြောင်းရင်စီမတက်နိုင်တာ။ကြောင်းမသွားရင်ရွာရင်အကျုံလိပ်ပြီးရောင်းမသည်။အလုံးတစ်ဘက်ကြောင်းတစ်ဘက်နဲ့အမေကိုဝိုင်းကူရသည်။လူတွေကဒါတွေကြောင့်မမြင်ဘူးဟာ။အမှန်ပြောရင်ငါနေ့ကိုမနာလို့ဖြစ်တယ်သိလား။ဒါလေ။နင်းအောင်ကောင်အားကြနေရလား။ငါရောနင်းနဲ့ပတ်သက်ပြီးအပြောမခံရဘူးလို့ထင်လား။ဟမ်။လီစမ်းမ။နင့်ကိုဘသူကပြောတာလဲ။ဘသူရှိရမှာလဲ။ငါမေဒေါခင်ဝိုင်းမော်ဟာငါအိယာတာနောက်ကြရင်လေဟဲ့မိဝိုင်းနေပြီထိုးနေပြီ အခုဒီမထသေးဘူးလားနင်းငယ်ကြီးမိချမ်းဆိုကြီးစမ်းမိုးလင်းကြက်မတုံကြီးရွာရုံးကိုပေါ့ဖျောက်ပြီးအကြော်ရောင်းနေပြီမကူလေးများတောင်းမိရင်လည်းလေမိချမ်းကိုအတူယူသူ့ရွယ်လေးနဲ့ငွေရှာတက်နေပြီညီလိုမိဘစီလက်ဖြတ်တောင်းနေတာမဟုတ်ဘူးအဲ့လိုတစ်နေ့တစ်မျိုးမရောအောင်မိချမ်းမိချမ်းနဲ့နားခေါက်ကြားနေရတာရောနင်းသိရလားလို့တော်ရင်ကမကြီးကအဲ့လိုကြီးပြောတာလားနင်းတော့အိစိတ်နေမှာပဲဒါနဲ့နင်းအဲ့လိုပြောခံရတော့ ငါ့ကိုစိတ်မဆိုးဘူးလားဟမ်မဆိုးပါဘူးဟာအမေကြီးပြောတာ အမှန်နေပဲဟာငါမမရဲ့တကယ်ချင်းငါနဲ့ပေါ်မနာလိုစိတ်တွေထားမိငါတို့သားမီးကိုဝိုင်းနေနေကြတယ်ဒီပါလူတချို့ငါမုန်းနေရွာမောင်းတော်တောင်းကိုပြောတာလားဟာသူ့ကိုစိတ်တွေထားမနေဇမ်းမနေဟာအဲ့ဒီမိမကြီးရလိရွာထဲမှာအတဲလိုက်ပြောနေရပဲဟာကျေးဇူးပါတကယ်ချင်းငါ့ကိုနားလည်အောင်ပြောပေးလို့ မိစန်းတယောက်တော်ရဲကိုဟင်းရွက်ကူထွက်လာတယ်။မိစန်းဟင်းရွက်ကူနေချိန်သူနဲ့မလန်မကန်ကတက်ပင်အောင်မှာရွာနီးနာဆန်းနွားတွေလှဲ့ကိုနေတဲ့နွားတစ်ခုနှစ်ယောက်က ရွာသူကြီးဦးကြိုင်အင်ကနွားတကောင်ကိုကူဖို့တိုင်မီမီထွက်သွားကြတာ။ဒါကိုကြားသွားတဲ့မိစန်းကဟုတ်တော့ဒီပုံတိုင်းဆိုရင်တော့မဖြစ်ဘူး။ရွာပြန်ပြီးတော့တကြီးရင်ကိုတော့ပြောမှာပဲ။မိစန်းလေးပြောပြောဆက်ဆိုနေခက်သက်သက်လေးရွာရဲကိုပြန်သွားခဲလိုက်တယ်။ မိစံလေးတကြီးအိမ်ကိုရောက်တော့တကြီးတကြီးပြောတကြီးဦးကျိုင်မိစံရဲ့အော်ဟစ်ခေါ်တဲ့အကြောင်းတကြီးဦးကျိုင်လေးအိမ်ထဲကနေထွက်လာတယ်ဟဲ့မိစံအော်ကြီးဟစ်ကျဲအရေးကြီးတော့ပြန်နေဘာဖြစ်လာလဲပြောစမ်းမအောင်ဒီလိုတကြီးရွာမြပိုင်းကတော့မှဟိမက်ကူနေတော့အပေရောက်ပါလေနွားတကူနှစ်ယောက်ကဒီညတကြီးအိမ်လာပြီးနွားခုဖို့အတိုင်းမင်းနေရာကြားခဲ့လို့လာပြောတာရှင့်အောက်မှာဒါဆိုလာပါစေဦး အောင်မင်းရွာတကြီးဥကြိုင်နေကွဒါနဲ့ငါတို့ဘာလို့ကြမလဲမိချမ်းဘာလို့ရမလဲတကြီးရဲ့မိဘနဲ့ထိုက်ဆောက်ဖမ်းရမှာပေါ့ဟာအဲ့ဒါမှဒုက္ခပဲငါညာဘက်ဆိုမအိပ်ပဲမနေနိုင်ဘူးဟာငါအိမ်မတ်တာတရွာလုံးတည်ပဲအဲ့ဒါကြောင့်လေဟိုနွားတကူတွေကမကြောက်မရွံ့အကြောင်းသိလို့လာခိုးတာပေါ့မဆောက်ချင်လေတကြီးနွားတကောင်အခုခံလိုက်တကြီးဟာဒါဆိုလဲပြန်တော့မှာဟာနေနေပေါင်းမိချမ်းရဲ့နေရလေစိတ်ကြီးပဲဒါဆိုဘယ်လိုလုပ်ကြမလဲ ီညတရားလုံးကိုနှိုးဆော်ပြီးတကောဘန်းရမှာလားဒီနွားတကောနှစ်ကောင်လောက်ကတော့တရားလုံးခေါ်စရာမလိုပါဘူးတကြီးရဲ့ဖို့တို့တို့အုပ်စုနဲ့လုံလောက်ပါဒါဆိုမင်းမဲဥဆောင်လုံးလိုက်မိကြရာလိုအပ်တာငါကုန်းကူညီပေးမယ်တကြီးကမော်စရာချက်ကြီးရတစင်ဖို့တို့တို့အုပ်စုကိုအကြောင်းကြားထားလိုက်မိကျန်အင်္ဂနာပြောင်းဦးမယ်ရှင့်အမိမျော်နေတော့မှာအဲ့လိုနေမိကျန်လေအင်္ဂုံပြောင်းသွားတော့လေ thank you ညနေပိုင်းလောက်မှတော့မော်စီယာချက်ကြီးရဲ့အိမ်ကိုပေါတူရိုအဖွဲရောက်လာကြတယ်။ရဲအောင်ချင်းမေမော်စီယာချက်ကြီးကမင်းတို့ကောင်းနေနောက်ကျလိုက်တာကွာအရေးကြီးပါတယ်ဆိုမှ။ဘာရင်များရေးကြီးလို့လဲပြကိုချက်ကြီးရ။တကြီးရမင်းတို့ခေါ်ခိုင်းလိုက်လို့ကွာ။ဟမ်။ဗျာ။တကြီးရခေါ်ခိုင်းတာ။ဟိုကျွန်တော်တို့ဘာဖြစ်မှတော့မလုပ်ထားပါဘူးဗျာ။ဟာတော့ဘောကလေကွာလောလိုက်တာ။ကိုချက်ကြီးစကားဆောင်နားတော့မအောင်ဟ။အေးလေကွာမင်းရလေ။ဒီလိုကွာ။ တကြီးပြောတာတော့မိချမ်းစကားအရသူ့အိမ်ကိုတဲ့ညကြနွားတခုတွေလာခိုးမယ်နေကွအဲ့ဒါတခိုးဆောင်မန်းကိုမင်းတို့ဖွဲ့ကိုကုညီတောင်းတာပဲဒါမြားရွာရဲရလူတွေခေါ်ပန့်မို့ဟာမိဝိုင်းရအဲ့ဒါနေတငယ်ချင်းမိချမ်းအကြံပေးလိုက်တာညကြရင်တဲ့သူရောနေနှုတ်ဖွဲ့နဲ့လာပေါင်းမသူကိုယ်တိုင်လောက်စလုံးပြည့်နဲ့လောက်လေးကွာနဲ့ပြစ်ပန်းပါလေဗျာဒီတခွေးရေလောက်တော့ဖိုးထုတို့အဖွဲ့နဲ့လုံလောက်တယ်လို့ပြောလိုက်တာလေဟာဒါဆိုလေ မိချမ်းရဲ့ယုံကြည်မှုကိုမျက်နှာမပြတ်ရအောင်နှွားတကူတွေကိုငါတို့အစွန်းပြစားတာပေါ့ကွာညမမောင်နေမှာဖိုးတူတို့အုပ်စုအစင်းသေးနေရာယူပြီးနှွားတကူတွေလောင်စောင့်နေကြတယ်နှွားနှကောင်လေးသူတို့ယူရလွယ်အောင်လို့တမိများတဲ့အနေနဲ့အိမ်ချန်ပောင်းဝမှာကြည်ထားလိုက်တယ်စနစ်စော်တကြက်တီးလောက်မှာအမောင်လေးကိုလူရင်တကူနှွားနာကတ်လာခြင်းလောင်လေးခွားတွေနဲ့ဖိုးတူတို့အုပ်စုဝိုင်းပြကြတယ်မိချမ်းကတော့ နွားတကူနှစ်ယောက်နဲ့ဒူပေါင်းတွေပဲချိန်ညစ်တာဆိုတော့မပြေးနိုင်တော့ပဲနွားတကူနှစ်ယောက်ကိုမိသွားခဲ့တာပါတကောတွေမိပြီပြို့တဘောဟော်နိုင်မှာတကြီးလဲအိမ်မော်ဆောင်ကနေအိမ်ထဲကထွက်လာခဲ့တယ်ဒီကောင်တွေကိုတက်ဆိုင်ရနဲ့တဲ့အဲ့ရကဲတကြီးမိချမ်းမပြောဘူးလားဖိုးသူတို့အုပ်စုနေဖမ်းနိုင်ပါတယ်ဆိုဘယ်လိုလဲမိချမ်းစကားမှန်နေမလားတော့ဟုတ်ပါပြီမိချမ်းရေကျေးဇူးတင်ပါတယ်ဗျာဟောင်းနေငါတော့အိတ်ကျင်လာပြီဒီညတော့ ီတကိုးနှစ်ယောက်ကိုမင်းတို့ပဲစောင့်လိုက်ကြတော့နော်အေးအေးပြန်လဲဂရွေးဆိုင်ပြန်ကြအောင်နော်ညကနဲ့နေပြီလမ်းမှာတေးရဲဆွဲနေအောင်မကဲခလေးတွေနေဘောတာရှော့ပြီးအိမ်ပြန်မှာပြည့်ပြန်ကြတော့ဖိုးထူတို့ကတော့စောင့်မိကြအောင်ပေါ့ကွာနော်အဲလိုနဲ့မိဝိုင်းတို့သုံးယောက်ကပြန်သွားကြပြီးတော့ဖိုးထူနဲ့ငပိန်တို့ကတော့တကိုးနှစ်ယောက်ကိုစောင့်ကြည့်ဖို့အတွက်တကြီးအိမ်မှာနေခဲ့လိုက်ကြတယ်